ကျွန်တော်လူအဖွဲ့အစည်းမှာငွေကြီးအချောင်းကိုပွင့်ပွင့်လင်းလင်းပြောရမှာရှောင်နေတတ်ကြပါတယ်။ဒါပေမဲ့အမှန်တရားကိုရင်ဆိုင်ရပါမယ်။ငွေကြီးစီမံခန့်ခွဲမှုလောကမှာအခြေခံအကျဆုံးနည်းရာမှာ၄ခုကိုကျွန်တော်လက်ခံဖို့လိုပါတယ်။ဒီနေ့မှာတော့ငွေကြီးနဲ့ပတ်သက်တဲ့အမှန်တရား၄ခုကို ရိုးသားစွာဆွေးနွေးသွားပါမယ်။အားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်မောင်ပြားပါ။ဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ဒီနေ့ဗီဒီယိုမှာတော့ငွေကြေးဒီအရေးကြီးပါသည်အပေကြောင့်ရေရဲဝင်းဝင်းပြောတင်တဲ့နည်းအကြောင်းအရာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်တိငွေကြေးဒီရွေးချယ်권 freedom ဖြစ်သည်လူအများစုကငွေကြေးကိုချမ်းသာကြွယ်ဝမှုဒါမှမဟုတ်ဇိမ်ခင် PC တွေနဲ့ပဲတွဲမြင်တတ်ပါတယ်ဒါပေမဲ့တကယ်တော့ငွေကြေးရဲ့စစ်မှန်တဲ့တန်ဖိုးကအဲ့ဒါမဟုတ်ပါဘူးငွေကြေးဆိုတာရွေးချယ်ပိုင်း권 crisis ကိုရရှိခြင်းပါ တင့်မှငွေကြီးလုံလောက်ပြီဆိုရင်ဝင်ငွေနဲပါတဲ့အလုပ်တစ်ခုကိုဆက်လုပ်နေစရာမလိုပါဘူး။ကြိုက်တဲ့အလုပ်ကိုရွေးချယ်နိုင်ပါတယ်။မကြိုက်တဲ့အခြေအနေတစ်ခုကနေချက်ချင်းထွက်ခွာနိုင်တဲ့စွမ်းအားရှိပါတယ်။ငွေကြီးဆိုတာတင့်ရဲ့ဘဝကိုတင်နှစ်သက်သလိုလွတ်လပ်စွာပုံဖော်ခွင့်ကိုပေးတာဖြစ်ပါတယ်။နှစ်လုံလောက်သည်ဆိုသည် မလုံလောက်ခြင်း The myth of enough ဒုတိယအချက်ကတော့ငါလုံလောက်အောင်လိုချင်လာပဲဆိုတဲ့စိတ်ရည်ကူးဟာ အဟန္တာဖြစ်တယ်ဆိုတာလက်ခံဖို့ပါပဲကျွန်တော်ရဲ့ဘဝမှာလုံလောက်တဲ့ပမာဏဆိုတာအများနဲ့ပြောင်းလဲနေတတ်ပါတယ်ကျဲမကြီးပြဿနာတစ်ခုခုဂျုံလာရင်ယုတ်တည်းရဲ့အစုပြုတ်သွားရင်ဒါမှမဟုတ်သားသမီးတွေပညာရေးကကုန်ကြစရိတ်တက်လာရင်ယခင်က လုံလောက်တယ်လို့ထင်ခဲ့တဲ့ပမာဏဟာယုတ်တည်းရဲ့မလုံလောက်တော့ပါဘူးဒီစိတ်ဤကူကကျွန်တော်တို့ရဲ့တန်ဖိုးရှိစုဆောင်ခြင်းတွေကိုအလဟတ်ဖြစ်စေပြီးတိုးတက်မှုအတွက်အဟံတားဖြစ်စေပါတယ်၃ ငွေဒီဘဝကြီးမောင်းနေတာ many drives life ဘဝရဲ့ကောင်းမွန်တဲ့အရေးတွေးတိုင်းဟာငွေကြီးနဲ့ဆက်ဆက်နေတယ်ဆိုလားလက်ခံရပါမယ်စဉ်းစားကြည့်ပါမိဘကိုကောင်းဆုံးဆောင်ရှောက်မှုပေးဖို့ကလေးတွေအတွက်အကောင်းဆုံးပညာရေးကိုရွေးချယ်ပေးဖို့ကိုချစ်ရသူနေနဲ့ပျော်ရွှင်စွာအားလျက်ကလေးထွက်နိုင်ဖို့ဒါမှမဟုတ်တင်းရဲ့ကျမ်းမရဲ့အတွက်ပုံမကောင်းမွန်တဲ့ဇေဝကုသမှုကိုရယူဖို့စတဲ့အရာတွေအားလုံးဟာဘဝကိုပျော်ရွှင်စေတဲ့အရာတွေပါပဲ ဒီအရာတွေတိုင်းဟာငွေကြေးရအထောက်ပံ့နဲ့တာအကောင့်အထည်ဖော်နိုင်တာပါလီအရေးကြီးတဲ့ဆိုတာလက်ခံပါ acknowledge the truth နောက်ဆုံးနဲ့အခက်ခဲဆုံးအချက်ကတော့ဒီမှန်တရားကိုရေရဝန်ဝတ်လက်ခံဖို့ပါပဲကျွန်တော်တို့ငွေကြေးကိုအဖိတ်တင်ပြီးငွေကအရေးကြီးဆုံးအရာမဟုတ်ဘူးလို့အလွယ်တကူပြောတတ်ကြတယ်ဒါမှမဟုတ်တကယ်တမ်းကျတော့ငွေကြေးဟာအရေးကြီးဆုံးအရာမဟုတ်ရင်တောင် အခြားအရေးကြီးတဲ့အရာနာကိုလုံးဆောင်နိုင်ဖို့အတွာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ် ဒီမန်တရားကိုရင်ဆိုင်လက်ခံလိုက်ခြင်းအပြင်သာငွေရှာဟုစုဆောင်ဖို့နဲ့ပညာရှိစွာယင်းနှမြုံနှံဖို့အတွက်စီကဲနဲ့မောင်းနှင်အောက်ကိုရရှိမှဖြစ်ပါလေ။နေကုန်းကျိုးနဲ့တိုက်တွန်းကြ။ငွေကြီးအကြောင်းကိုပို့ပြီးတော့ရောသားပါ။ပို့ပြီးတော့လက်တွေ့ကြကြတွေးခေါ်ပါ။ငွေကြီးကိုချစ်ချင်းဟာလောဘမဟုတ်ပါဘူး။၎င်းဟာလွတ်လပ်တဲ့အနာဂတ်နဲ့ချစ်အပ်သူတွေကိုကောက်ွယ်ပေးနိုင်ခြင်းမှဖြစ်ပါလေ။ဒီနေ့ကစာခင်းငွေကြီးဟာတင့်အန်တော့ဘလောက်အရေးကြီးနေဆိုတာကိုရေရေဝင့်ဝင့်ဖြော်ပြီးစီမံခန့်ခွဲလိုက်ပါ။ ငွေကြေးသည့်အရေးကြီးပါသည့်လက်ခံပါ like and subscribe လုပ်ထားပေးပါလာရောက်ကြည့်ရှုပေးလို့တော့အားလုံးကိုကျေးဇူးတင်ပါတယ်